အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Lisbon မှာတ냐စာအုပ်ဖတ်ခြင်းအစီအစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီ episode မှာနောက်တစ်ပိုက်ကိုဆက်ပြီးတော့မှဖတ်ပြပေးပါမယ်မောင်မတက်စီဖုံးဆက်ရလိမ့်မယ်လို့ကျွန်တော်ကပြောတယ်မောင်ခန်းရောက်မှဆက်ရင်ရပါတယ်လို့ဟယ်လင်ကပြန်ပြောတယ်ဟယ်လင်ကမောင်အခန်းလို့ပြောလိုက်တိုင်းကျွန်တော်ရင်ထဲမှာတမျိုးကြီးဖြစ်ဖြစ်သွားတယ်ဒီစကားကိုသူယူသုံးနေတာဟာအတိတ်ပဲတော့ရှိလိမ့်မယ်လို့ကျွန်တော်ထင်တယ် ဘာကြောင့်လဲဆိုတာတော့ကျွန်တော်မသိဘူးမဟုတ်ဘူးဟဲ့လေသူ့စီကိုတနားရက်အတွင်းဖုံးပြန်ဆက်ပါမယ်လို့မုံကလေးပေးထားခဲ့တယ်အခုဆိုရင်တနားရက်နှီးပါရှိနေပြီဆက်မဖြစ်တော့မယ်တကယ်လို့မဆက်ရင်မောင်တစ်ခုခုဖြစ်နေပြီလို့သူထင်ပြီးစိတ်ပူနေလိမ့်မယ်စိတ်ပူလို့တခုခုလှုပ်လိုက်ရင်ဒုက္ခဖြစ်ကုန်မှာကြောက်ရတယ်ဟဲ့လေမောင်နဲ့တွားတွေ့နေမယ်ဆိုတာသူသိနေတာပဲစိတ်ပူမယ်မထင်ပါဘူး ကျွန်တော်လက်ပနာရီကိုကြည့်တယ်။အမှန်တော့လွန်ခဲ့တဲ့15မိနစ်လောက်ကလေးကဆက်တင်တာ။အနည်းဆုံးစားသောက်ဆိုင်တစ်ဆိုင်ကနေပြီးဆက်လိုက်မယ်။သိမကြပါဘူး။အလွန်ဆုံးဆောင်ရရင်10စက္ကန့်20စက္ကန့်ပေါ့လို့ကျွန်တော်ကတက်ပြောတယ်။ခက်တာပဲကြိုးဆက်ရဲလို့ဟယ်လင်းကဒေါသတန်နဲ့ရည်ရွတ်တယ်။ရှင်းစိတ်နေစိတ်ထားကလုံးဝမပြောင်းပါလား။ဘယ်ကိစ္စမဆိုတိတိကျကျလှုပ်ရှင်တဲ့စိတ်ကအရင်ကထက်တောင်မှပိုများလာသေးတယ်တဲ့။မင်းတင်တာ ဟုတ်ရှင်လဲဟုတ်မှာပေါ့လို့ကျွန်တော်ကပြန်ပြောတယ်။ဒါပေမဲ့မောင်ရဲ့အတွေ့အကြုံရပြောရရင်ကိစ္စတစ်ခုခုကိုစိတ်စိတ်ဆက်ဆက်တိတိကျကျမလုပ်ရင်ဘေးဒုက္ခနဲ့ရင်ဆိုင်ရတတ်တယ်။ပြီးတော့လည်းအန္တရာယ်တစ်ခုခုရှိနေပြီဆိုရင်စိတ်ထဲကချုပ်တင်ပြီးသိနေတတ်တယ်။မောင်သာစိတ်ဆက်တိကျမှုမရှိခဲ့ရင်အခုလိုအသက်ရှင်လျက်တွေ့ရမှာမဟုတ်ဘူးခင်လေ။ဟယ်လင်ကကျွန်တော်လက်ကိုဆွဲပြီးတအားဆုပ်ထားတယ်။ ဖန်ဖန်သိပါတယ်လို့တူတူပြောတယ်။ဒါပေမဲ့မောင်တယောက်တည်းတမင်းလောက်လွတ်ထားလိုက်တော့မှတခုခုဖြစ်သွားရင်ဘယ်နဲ့လုပ်မလဲ။အဲလင်ကအဲ့ဒါကိုစိုးရိမ်လို့ပြောနေတာပါ။သူစကားကြတော့ကျွန်တော်ယင်ဟာတိတ်ကိုနှွေးထွေးသွားတယ်။မောင်ဘာမှမဖြစ်နိုင်ပါဘူးခင်လေရဲ့လို့အပင်နှစ်သိမ့်တဲ့စကားပြောမိတယ်။သူကပြုံးပြီးကျွန်တော်ကို မော့ကြည့်တယ်။ဒီလောက်တောင်ဆက်ရှင်ရင်သွားဆက်ပေါ့။စားတော့ဆိုင်ထဲမှာဆက်တာတော့ဟဲလင်မကြိုက်ဘူး။ဟိုမှာ တယ်လီဖုန်းရုံလေးရုံရှိတယ်။အဲ့ဒီနေရာကစားတောက်ဆိုင်ထက်ပိုပြီးလုံခြုံမှုရှိတယ်။ကျွန်တော်မှန်လုံကတယ်လီဖုန်းရုံနဲ့ဝင်ခဲ့တယ်။ဟယ်လန်ကအပြင်ကရက်ဆောင်နေတယ်။ကျွန်တော်မာတင်တယ်လီဖုန်းနံပါတ်ကိုလှည့်တယ်။လိုင်းမအားဘူး။ခဏဆောင်ပြီးနောက်တစ်ချိန်ပြန်ခေါ်တယ်။ကျွန်တော်ထည့်ထားတဲ့ပိုက်ဆံဟာရှင်ခနဲမြည်ပြီးခွက်ထဲကိုပြန်ကျလာတယ်။လိုင်းကအခုတစ်ချိန်မအားသေးဘူး။ကျွန်တော်စိတ်ပူလာတယ်။ ထဲကနေပြီးကြည့်လိုက်ရင်အပြင်ဘက်မှာခေါက်တုံခေါက်ပြန်လန်းတလားနေတဲ့ဟယ်လင်ကိုမြင်နေရတယ်။ကျွန်တော်ကလက်တစ်ဖက်ရမ်းပြပေးမယ်သူမမြင်ဘူး။အမှန်တော့သူဟာလန်းသွားလန်းလာတွေရဲ့အရေးရှိကိုမတိမတအခဲခတ်နေတာပဲ။ခုမှပဲကျွန်တော်တရေထားမိတယ်။သူနှုတ်ခမ်းညီတွေဆိုထားတာရဲနေတာပဲ။ပြင်းစစ်မိအောင်လဲကြတော့သူနှုတ်ခမ်းဆိုးဆေးအောင်ဟာမဲနန်နေတယ်။ဖြစ်တဲ့ဂျာမနီနိုင်ငံမှာနှခမ်းညီပါနေ စိုးထားတဲ့မိမတွေ့ရင်မျက်မှောင်ကျုပ်ပြီးဝိုင်းကြည့်ခံရလေရှိတယ်။မနစ်မြုပ်ကြောင်းပြကြတာပေါ့လေ။ကျွန်တော်တတိယအကြိမ်ဆက်တော့တစ်ဖက်ကမာတင်အတန်ကြားရတယ်။စောစောကကျွန်တော်မိမဖုံးစက်နေလို့မထူးနိုင်တာ။သူစကားပြောနေတာနိုင်ဝက်လောက်ကြတယ်။ကျွန်တော်ကကြားဖြတ်ပြီးမပြောချင်တာနဲ့စောင့်နေရတယ်လို့သူကပြောတယ်။သူခုပဲမှလည်းမိဖို့ကနေရောက်နေတယ်။ကျွန်တော်ကဝင်တိုင်းရင်တမျိုးထင်သွားမှာဆိုလို့ ကျွန်တော်ပြောတာခင်ဗျာသဘောပေါက်ပါတယ်နော်ပေါက်ပါတယ်အားလုံးအဆင်ပြေတယ်ခင်ဗျားကိုတိတ်ကျေးဇူးတင်တယ်ရူဒေါ့ကျွန်တော်နဲ့တွေ့တာကိုမေ့ပြလိုက်တော့အခုခင်ဗျားဘယ်ကပြောနေတာလဲလမ်းဘေးတနေရာကကျေးဇူးပဲရူဒေါ့အခုတော့ဘာမှမလိုတော့ပါဘူးကျွန်တော်ရှာနေတဲ့ဟာကိုတွေ့ပါပြီကျွန်တော်တို့ချင်းစုံမိကြပြီကျွန်တော်ဟယ်လင်ကိုလှမ်းကြည့်လိုက်တယ်တယ်လီဖုန်းခွက်ကိုပြန်ချိန်ထားလိုက်ခြင်းစိတ်ပေါ်လာတယ်အဲ့ဒီအခိုက်မှာပဲ ာတင်ကခမားဘယ်မှာနေရမယ်ဆိုတာသိတယ်မဟုတ်လားလို့မေးတယ်။သိပါတယ်။စိတ်မပူပါနဲ့တော့ဒီကိစ္စကိုမေ့ပြစ်လိုက်ပါ။အိမ်မက်တခုလိုပဲသဘောထားလိုက်ပါ။တကယ်လို့ကျွန်တော်ကူညီနိုင်တဲ့ကိစ္စမျိုးရှိတယ်ဆိုရင်တော့ပြောပါလို့သူကပြောတယ်။ပထမတော့ခမားရောက်လာတာအံ့အားသင့်ပြီးစိတ်ထဲမှာတမျိုးဖြစ်သွားလို့ပါ။ခမားကျွန်တော်ပြောတဲ့အတိအပဲကိုနားလည်ပါတယ်နော်။နားလည်ပါတယ်လို့တော့ပြေကျွန်တော်ကပြန်ပြောလိုက်တယ်။ မားစီကအကူညီလို့ရင်လဲကျွန်တော်ပြောပါမယ်တကယ်လို့ခင်ဗျာကျွန်တော်စီမှာတညလောက်အိမ်နိုင်ရင်လည်းအကောင်းသားကျွန်တော်တို့စကားလေးပါလေးပြောရတာပေါ့အခုတော့ကျွန်တော်ပြောလိုက်မိတယ်ကြည်သေးတာပေါ့လေကျွန်တော်တယ်လီဖုန်းရှင်းလိုက်တော့မယ်နော်အော်ဟုတ်ပြီဟုတ်ပြီရပါတယ်လို့သူကကြပြကတိပြန်ပြောတယ်ကျွန်တော်ကိုခွင့်လွှတ်ပါခင်ဗျာကန့်ကောက်ပါစေလို့ဆုတောင်းပါတယ်ကျိုးဆက်ရဲ့ကျေးဇူးတင်ပါတယ်ရူဒော့ဖ် ကျွန်တော်တယ်လီဖုန်းယုံကထွက်လိုက်တယ်။ခက်ပြင်းပြင်းဝေးရန်တိုက်ခတ်လာတဲ့လေနောက်ကိုကျွန်တော်ခေါင်းကအုတ်ထုတ်ပါသွားတယ်။ဟယ်လင်ကကျွန်တော်စီအပြင်းရောက်လာပြီးလက်ကိုဆွဲတယ်။အင်ကိုသွားကြဆို။ပေါင်းရဲ့တတိကြီးမှုဟာဟယ်လင်ကိုပါကူးစက်နေပြီ။ဟယ်လင်တို့နှစ်ယောက်ကိုဘေးပပတ်လေအမောင်တူတဲကနေပြီးမျက်လုံးရာပေါင်းများစွာကဝိုင်းကြည့်နေတာခံနေရသလိုဖြစ်နေပြီလို့ပြောတယ်။ဟယ်လင်အိမ်စီကအရင်မိမပဲလား။ဒီနာလား။ तू မဟုတ်တော့ဘူး။ လီနာကဖန်နစ်မောင်အတွက်အမြဲတမ်းထောက်လှမ်းပေးနေတဲ့တချို့ပဲဖန်နစ်မောင်ကမောင်စီကစာလာမလားစုံစမ်းနေဟန်နင်ကမောင်စီကိုစာရေးသလားစုံစမ်းနိုင်တယ်အခုလက်ရှိအိမ်စီကရောစိတ်ချရရဲ့လားအခုအိမ်စီမကစကားမပြောတတ်ဘူးအားနေတယ်ဟန်နင်ဘာလို့လို့ဂီူလည်းမဆိုင်ဘူးစိတ်လည်းမဝင်စားဘူးတပတ်နေလို့ခွင့်တည့်ရပေးလိုက်ရင်ကျင်းနေနေတာပဲ တခြားဘာကောမှအလေးနက်ထားပြီးမတွေးဘူးသူ့ကိုပြန်လွတ်ပြီးပြီလားဟဲလင်ကပြုံးနေခုလိုပြုံးလိုက်တဲ့အခါကျတော့သူ့လာဟာပြပြင်းလာတယ်မလွတ်ခရသေးဘူးမောင်ရောက်လာမယ်ဆိုတာတကယ်ဟုတ်မဟုတ်တေချာအောင်အရင်လာကြည့်မှဖြစ်မယ်မဟုတ်လားဒါပေမဲ့မောင်အိမ်ထဲမဝင်ခင်သူမရှိမှဖြစ်မှာလို့ကျွန်တော်ကပြောတယ်မောင်တို့ကိုသူတွေ့လို့တော့ဖြစ်မယ်မထင်ဘူးတခြားနေရာကိုသွားလို့ရောမဖြစ်ဘူးလားဘယ်နေရာသွားမှလဲ ဟယ်လင်ကဒီစကားကိုပြောပြီးသူ့အတွင်းနဲ့သူဟင်းဟယ်လင်တို့အဖြစ်ကဆယ်ကျော်သက်အရွယ်ကလေးတွေနဲ့တူမနေဘူးလားဒီမှာလာရက်ပြီးနှစ်ယောက်ချင်းတွေ့ဖို့နေရာရှာနေကြတယ်အသက်ငယ်သေးလို့နှစ်ဖက်မိဘသဘောမတူတဲ့အတွက်တိတိစိတ်ချင်းတွေ့နေရတဲ့အဖြစ်မျိုးနဲ့တိတ်ကြတာပဲဘယ်နေရာသွားကြမလဲရဲတိုက်ပန်းချံကိုသွားကြမလားအဲ့ဒီပန်းချံကချစ်နိုင်ဆိုရင်ပြေးတယ်စီပင်တရားပန်းချံတွေကခုံနှင်းတွေပေါ်သွားထိုင်ကြမလား ဒါမှမဟုတ်လဲကိမှုဆိုင်တစ်ဆိုင်တည်းဝင်ထိုင်ကြမလားအဲ့ဒီနေရာတွေကတော့အန္တရာယ်ရှိမှတည်ကြတယ်သူပြောတာလည်းမှန်တယ်သူတွင်းနေသလိုကျွန်တော်အသေးစိတ်မတွေးခဲ့မိဘူးပြီးတော့ကျွန်တော်တို့အခုလိုရက်ပြီးနေရာတနေရာရဖို့စဉ်းစားနေကြတာကစေကျော်သက်လူပြိုပေါက်အပြိုပေါက်ဆိုလွဲလွဲနဲ့တူနေတာအမှန်ပဲကျွန်တော်ကသူ့ကိုကြည့်မိတယ်သူ့အသက်ဟာ29နှစ်ရှိနေပြီဒါပေမဲ့ယောက်ကအစ်မပြောင်းသွားသေးဘူး လူရှင်ကွဲကွာနေရခဲ့တဲ့၅နှစ်တာကာလအတွင်းမှာနည်းနည်းပါးပါးတော့ပဲပြောင်းသွားတာတွေ့ရတယ်။အင်းဘင်းပြောတာလည်းမှန်တာပဲလို့ကျွန်တော်ကပြောလိုက်မိတယ်။မောင်အခုဒီကိုရောက်လာတာဟာဆက်ကျော်တက်ကလေးတယောက်လာတယ်လို့လာရတာပါပဲ။ဟဲလင်ကဘာမှမပြောဘူး။လမ်းတက်မိတဲ့ရင်အလင်းရောင်အောင်မှာသူ့စပင်ဟာတက်လက်လက်တောင်းနေတယ်။ဟဲလင်အရင်သွားနေမယ်။ အိမ်စီကိုပြန်လွတ်မယ်လို့ပြောတယ်။ဒါပေမဲ့မောင်ကိုလမ်းပေါ်မှာတယောက်တည်းမထားခဲ့ခြင်းဘူး။အလားတုံးကဘွားခနဲပေါ်လာတယ်လို့ဖြုံးခနဲပျောက်သွားမှာကိုစိုးရိမ်နေမိတယ်။ဟဲနဲ့ခန်းသွားနေတော့မောင်ဘယ်မှာနေခဲ့မယ်လို့စိတ်ကူးတယ်။ဘုရားရှင်ကိုကြောင်းတစ်ကြောင်းမှာသွားနေမယ်။ဘုရားရှင်ကိုကြောင်းတွေဟာအလုံးစုံဆုံးနေရာတွေပဲဟဲနဲ့။မောင်အနေနဲ့ပြင်သစ်ဆွတ်နဲ့အီတလီဘုရားရှင်ကိုကြောင်းတွေနဲ့ပြရိုက်တွေထဲမှာအမြဲတမ်းဝင်ခိုးခဲ့မှုတယ်။ နောက်နိုင်ဝက်ကြရင်ဟဲလင်စီပြန်လာခဲ့တော့လို့သူကတူတူကလေးကပြောတယ်။ဟဲလင်တို့အခန်းရဲ့ပြင်းပေါက်တွေကိုမောင်မှတ်မိတယ်မဟုတ်လားလို့မေးတယ်။မှတ်မိပါတယ်လို့ကျွန်တော်ကပြန်ပြောတယ်။တကယ်လို့တောင်းကပြင်းပေါက်တကားဖွင့်နေရင်ဘေးရန်နဲ့ကင်းရှင်းတယ်လို့သတ်မှတ်ပြီးအပေါ်ထက်ကိုရဲရဲဝုန်းဝန်းသာတက်ခဲ့။တကယ်လို့ပိတ်ထားတယ်ဆိုရင်ပြင်းပေါက်ကိုဟဲလင်ဖွင့်ပြီးအချက်ပြတဲ့အထိအောက်ကဆောင်ချီ င်တော်ငငယ်တုန်းကမာတင်နဲ့အမေရိကန် Red Indian လို့တန်းကစားခဲ့ဘူးတာကိုပြည်ပြည်သိရလိုက်ပြီလေ။အဲ့ဒီတုန်းကတယောက်နဲ့တယောက်အချက်ပြတဲ့အခါတရင်ပေါက်ကနေပြီးမိအောင်နဲ့ပြခဲ့ကြတယ်။ဘဝဖြစ်စဉ်ကလေးတွေဟာတက်ခါတလဲလဲဖြစ်တတ်ကြလေသလားလို့စဉ်းစားနေမိသေးတယ်။ဟင်းနဲ့အစီအစဉ်ကို ကောင်းပါတယ်လို့ပြောပြီးကျွန်တော်ထွက်ခဲ့တယ်။စိတ်မီဒီဖျားရှင်ကိုအကြောင်းကိုသွားမယ်။အဲ့ဒီမှာထိုင်ပြီးခေါတဲ့ဘိတုကပညာကို လေ့လာရအောင်မယ်လို့ကျွန်တော်ကပြောတော့ဟယ်လင်ကပောက်ပြရရင်ပြောမနေစမ်းမနဲ့လို့လှမ်းပြောတယ်။မောင်တယောက်နဲ့ထားခဲ့ရမှာစိတ်မချဘူးတဲ့။မောင်ဘေးကင်းအောင်နေတတ်တဲ့အတွေ့အကြုံရှိနေပါပြီဟယ်လင်ရဲ့လို့ကျွန်တော်ကပြန်လဲပြီးပြောတယ်။ဟယ်လင်ကတော့ခေါင်းခါတယ်။သူ့မျက်နှာမှာစိုးရင်တော့ကရိတ်တွေဝင်နေတယ်။ဘယ်တော့ပဲအတွေ့အကြုံတွေရှိရှိလုံခြုံမယ်လို့ဘယ်သူမှမပြောနိုင်ဘူး။တကယ်လို့မောင်မပြန်လာရင်ဟယ်လင်ဘာလို့ရမလဲတဲ့။ ဟင်လည်းလုံနိုင်တာဘာမှမရှိဘူးမင်းတယ်လီဖုန်းနံပါတ်ကအရင်နိုင်မလားဟုတ်တယ်အရင်နံပါတ်ပဲကျွန်တော်ကသူ့အနားကိုပြန်လျှောက်သွားပြီးသူ့ပခုံးကိုခြံလိုက်တယ်အားလုံးအဆင်ပြေပါပါဟင်လည်းစိတ်မပူပါနဲ့လို့အားပေးစကားပြောတယ်ဟင်လည်းကကောင်းကျိနေမောင်ကိုစိတ်မေရီဖျားရှင်ကိုကြောင်းအထိဟင်လည်းလိုက်ပို့ပေးမယ်ဒါမှဟင်လည်းစိတ်အေးရမှာလို့ပြောတယ်ကျွန်တော်တို့နှစ်ယောက်တိတ်တိတ်ဆိတ်ဆိတ်ချောက်လာခဲ့ကြတယ် သိတော့မဝေးပါဘူးဟယ်လင်ကကျွန်တော်ကိုဖျားရှင်ကိုကြောင်းချင်မှထားခဲ့ပြီးပြန်ထွက်သွားတယ်ဇေဟောင်းကြီးတဲကဖျက်သွားနေတဲ့ဟယ်လင်ကို ကျွန်တော်နောက်ကနေပြီးမျက်စိတဆုံးကြည့်နေမိတယ်ဟယ်လင်ကတော့ခက်တုတ်တုတ်ချောက်သွားနေတယ်နောက်ကိုလုံးဝလှည့်မကြည့်ဘူးဒီပီဆုတ်ကိုဒီမှာရက်လိုက်ပါမယ်နောက်တစ်ပိုက်ကိုနောက်ပီဆုတ်မှာကျွန်တော်ထပ်ပြီးတော့မှဖတ်ပြပေးပါမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်